မြန်မာတွေတို့နှိမ့်တော့မဲ့ Trump USA ထဲမှာရှိရမြန်မာတွေရော USA ပြင်ပါရှိရမြန်မာတွေရော USA ကိုလာခြင်းတဲ့မြန်မာတွေရောအထူးတတိထားလှုပ်ဆောင်ရမယ့်အချက်၅ချက်ကိုဒီဗီဒီယိုလေးအစုံမှာပြောမယ်ဒီအချက်တွေကိုမနိုင်အောင်ဆိုရင်တော့ဒုက္ခလှလှကြီးတွေ့ဖို့အရင်အရင်ညပါတယ် President Trump ကမကြာခင်မှာဒီနိုင်ငံတွေကို travel ban USA ကိုမလာဖို့ကန့်တတ်ဖို့အစည်း ထွက်လာပါတယ်သူစဉ်းစားနေတော့ပဲတရံဝင်းရောမထွက်လာနိုင်ဘူးမကြမီမှာထွက်လာမှရှိတယ် red list ကလုံးဝ US ကိုဘာအကြောင်းနဲ့မှ လာလို့မရတော့တဲ့နိုင်ငံမှာ Afghanistan ပါတယ် Bhutan ပါတယ် Cuba Iran Lebanon North Korea Somalia Sudan Syria Venezuela Yemen နိုင်ငံဆက်တဲ့နိုင်ငံပါပါတယ် Bhutan ကဘာကြောင့်ပါလာလဲဆိုတော့စိတ်ဝင်စားစရာကောင်းပါတယ် US မှာ overstay နေတဲ့လူတွေများတဲ့အတွက်ကြောင့်ဘူတန် red list ထဲမှာထည့်ထားမယ်လို့သူစဉ်းစားနေပါတယ်မြန်မာလည်းပါတယ်မြန်မာဘယ်မှာပါတယ်လိမ္မော်ရောက် orange list ထဲမှာပါတယ်ဒီ list ထဲမှာပါတဲ့နိုင်ငံရေးကတော့ visa ရှောက်ရတာအရင်ခက်သွားပါလိမ့်မယ် reject တွေအရင်များပါလိမ့်မယ် visa ရတဲ့နိုင်ငံထဲကို USA တော့ဝင်ခွင့်ပေးခြင်းမှာပေးမဲ့နိုင်ငံဖြစ်ပါတယ်အထူးသဖြင့်မြန်မာပါဆိုရင် ဘစ်စနက်တမားတွေရောရရနိုင်မယ်နော် high net worth ချမ်းသာတဲ့လူတွေရောရရနိုင်မယ်ဒါပေမဲ့ဆွေမျိုးအချင်းချင်းယောက်ျားမိန်းမခေါ်တဲ့ visa တွေမိဘခေါ်တဲ့ visa တွေမောင်နှမညီအစ်ကိုခေါ်တဲ့ visa တွေပြီးတော့အလဲလာမဲ့ visa တွေကျောင်းသား visa တွေရှိမှ visa အားလုံးပိတ်ဖို့အရန်အရန် train များပါပါပြီနော် Belarus ပါတယ် Eritrea ပါတယ် Haiti ပါတယ် Laos ပါတယ် Myanmar ပါတယ် Pakistan Russia ဆီယာလီယွန်ဆောက်ဆူဒန်တာမန်နစ်စတန်ဆိုတဲ့နိုင်ငံ10နိုင်ငံပါပါတယ်အဲ့ရောအထူးတတိထားမချဲ့ပြောမနော်ဒီလိုမျိုးကိုအဲ့ထက်မှမပါဝအောင်ကံမဆိုးအောင်တတိထားမချဲ့တွေမကြမီလာမယ်ရေးယူနီဗာစီတီကနော်ပရိုဖက်ဆာဒါ US မှာထိတ်ဆိုးရောက်နေတဲ့ယူနီဗာစီတီ international student လို့မြင်မြန်ပြန်အောင်ပြောတယ်နော် ဘာကြောင့်လဲဆိုတော့အပြင်မှာရောက်နေပဲဆိုရင်ပြန်ဝင်တော့မရဘူးဆိုရင်တစ်ခါရောက်မယ်။ကျောင်းသားဗီဇာဝင်မယ်။အဲ passport ကင်ထားတဲ့နိုင်ငံဆိုရင်ဒီအနီနဲ့နေမောရအောင်။အဝါကတော့ तू chance ပေးတာဒီနိုင်ငံတွေကို तू နိုင်ငံတိုးတက်လို့ဘုဒ္ဓတိုးတက်ဖို့ဗာ information sharing လုပ်တာအဓိကဒီ list တွေက red list ဆိုရင် terrorism များတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်เนาะ orange ကတော့ အဲ USA ကို information ကောင်းကောင်းမပေးဘူးအဲအဲ့ဒီနိုင်ငံမျိုးတွေเนาะအာအဲ့ဒီ reason အမျိုးမျိုးပြောရပါဒါဒါပေမဲ့ तू ပိတ်ချင် reason မျိုးပြောရဘလို့ပဲပြောပြောပါเนาะအဲ့တော့မြင်မြန်ပြန်လာခဲ့လို့ပြော USA မှာရှိနေဆိုရင်အပြင်မထွက်ဖို့ပြောတယ်အဲ့တော့ okay visa ရှောက်မဲ့လူတွေပဲလား green card holder တွေရောဘလို့လုပ်မလဲเนาะ USA မှာ permanent resident နေလို့ရတဲ့ green card holder တွေမြန်မာတွေရှိမယ်เนาะနိုင်ငံထဲမှာနေရလို့ရှိမယ်အပြင်မှာ ရှိနေလို့ရှိမယ်เนาะတခြားနိုင်ငံသွားနေလို့ရယ်ပြီးပါရယ် US ကိုလာခြင်းမြန်မာတွေရောဘလိုမျိုးထိခိုက်နိုင်မလဲ green card holder ရဲ့ပြောစကားကိုเนาะလေ့လာကြည့်ရအောင်ဘာများအရန်ဆိုးဝါးနေတယ်ဆိုတာ How they were posted on TikTok, but I think this is important news to get out. I'm a little shook up. I just got back from LAX where I went to pick up my niece. She just returned from Laos. Um, She is a 23 year old green card holder studying nursing, and her mom passed away suddenly in Laos, so she really wanted to go back to the funeral. She went back and was coming back today through LAX, and customs stopped her and took her green card, cut the corner off of it, put her in a room with like three other people, and told one of the people in that room that if you have been a green card holder for less than two years and you leave the United States, they won't let you back in and they take away your green card. So, of course, there was no notice of that ahead of time. And it's really important that we get the word out so other people don't fall into this trap. Um, it is not just criminals, and we need to let people. 来说，哎，没有的米啊，哦，LA သူမာလေးသွားလဲတော့အဲ့ရော green card ဟိုတာဒါပေမဲ့ပြန်လာတော့သူ့ရဲ့ green card ကိုယူပြီးတော့ထဲကိုဖြတ်လိုက်တယ်။နော်ဖြတ်ပြီးတော့ပြန်ပို့လိုက်တယ်။ပြန်ပို့လိုက်အဲ့တော်တော်လေးအချိန်ဆိုးနေနော်။ဒါကရာဇဝင်းတားလည်းမဟုတ်ဘူး၊ရာဇဝင်းတူလည်းမဟုတ်ဘူး။ဘာမှ reason မရှိပဲနဲ့။ပြန်ပို့ရတဲ့ပေါ့ reason ရောက်သူပေးရပါလေဆိုနှစ်နှစ်ခွဲနဲ့အောက် US မှာနေထားမယ်ဆိုရင်တခြားနိုင်ငံသွားပြီးပြန်လာမယ်ဆိုရင်နော်သူပြန်ပို့ ခံရနိုင်တယ်เนาะသူတော့တင်းတင်းချာချာမပြောဒါပေမဲ့ကြောက်စရာကောင်းတာပါတရားကြောက်စရာကောင်းတာဘာမှပြစ်မှုမရှိဘဲနဲ့ပြန်ပို့ခံရတာเนาะအဲ့တော့6လတဲ့ပုံမနေနဲ့เนาะ6လတဲ့ပုံနေရဖြစ်ရှိဖြစ်နေမယ်ဒီတမ်းမဒီဗီဒီယိုတော့မပြောဘူးเนาะဒါပေမဲ့ तू က funeral ရှိရတဲ့ကြောင့်တွားပြီးတော့နောက်ဆိုတွားတာเนาะပြောရမလို့မိသားစုနှမတဦးတယောက်ဆုံးသွားတဲ့ကြောင့် အဲ့တော့တိတ်ကြမပေါ်မပေါ်ဒါပေမဲ့ဘာကြောင့်သူအလုပ်လုပ်မသိအဲ့အရင်ကြောက်ဖို့ခေါ်ဒီဗီဒီယိုတစ်ခုတည်းအားဆိုမဟုတ်တယ်နော်ဗီဒီယိုအများကြီးပေါ်လာတွင်ကဟိုတာလေဒုက္ခရောက်တာအခုဆိုရင်ဒီမှာဆိုရင်ဒါဂျာမနီကတွင်ကဟိုတာနော် US airport မှာဆိုတကူလုံးကိုတုံးလုံးချွတ်ခံရပြီးတော့အရှာခံရတယ်ကိုပြောတယ်နော်အရင်အရင်ကြောက်ဖို့ခေါ်နော်အဲ့တော့အဲ့လိုမဖြစ်ရတော့ကြာဘာဖြစ်လဲဂျာမနီက travel advisor တဲ့ဂျာမန်နိုင်ငံသားတွေ US ကိုသွားလေရအဲ့လိုမျိုးအရန်အဖန်ခံရအဖန်ခံရတယ်အစစ်စစ်ခံရတယ်အဲ့လိုဆို US ကိုသွားလေဖို့တတိထားဖို့ပြောတာเนาะဒါတရားဝင်သွားလေရเนาะဗီဇာမလိုเนาะဂျာမနီကိုနိုင်ငံမျိုးအောင်မှာเนาะဗီဇာမလိုတဲ့နိုင်ငံအောင်မှာဒုက္ခရောက်အောင်ဆိုရင်ဟာဟာတို့မြန်မာတွေဆိုရင်ဘယ်လိုလုပ်မလဲเนาะမြန်မာနိုင်ငံသားဆိုဘယ်လိုလုပ်မလဲ passport ကလည်းအလုံးကောင်းတာမဟုတ်ပြီးပါချမ်းသာနိုင်ငံတွေမှာပါလာမဟုတ် เนาะပြီးွားရင်အာအရန်နံပါတ်ကြီးရဲ့နိုင်ငံเนาะ US ကိုအကျူးပြုတဲ့နိုင်ငံတွေမှာပါတယ်ပေါ့เนาะပြောရမှာဆိုတော့ဂျာမနီနိုင်ငံမျိုးမဟာမိတ်နိုင်ငံတော်မှာတစ်ခါရောက်ရဆိုရင်မဟာမိတ်နိုင်ငံမဟုတ်တဲ့နိုင်ငံတွေဆိုဘလောက်ထိများတည်ကြကြစစ်ပြီးတော့တစ်ခါရောက်မှာဆိုတာစဉ်းစားကြည့်တာပါပလိတိုက်ရောတော့အဲ့လိုမျိုးအစစ်ခံရမှုပါနေလားစစ်ခံရမှုရဆိုရင်ကိုမမှမရင်တာပါဘယ်လိုမျိုးအစစ်ခံရမှုပါလဲပရိသတ်ရဲ့တင်ရကြီးမဖြစ်စေ မိတ်ဆွေပဲဖြစ်စေဆွေမျိုးပဲဖြစ်စေအဲ့လိုမျိုးအရေးခံရမျိုးပြန်ပို့ခံရလို့ရှိပါနာကိုမအမရေးထားတာပါသူများတွေတတိထားရအောင်เนาะပြီးတော့ဒီသူကလည်းသူ့သားနေပြီးတော့သူ့ကိုခေါ်လာတာ US ကိုတရားဝင်မဲ့เนาะ Green Card ကိုစောင့်နေတယ်စောင့်နေတဲ့အချိန်မှာခေါ်လာခေါ်လာတဲ့အချိန်မှာတရားဝင်အားလုံးအကုန်ရပြီးပါတယ်เนาะရပြီးပါတယ်သူမက္ကဆီကိုသွားပြီးတော့သူ့အမေကိုသွားလဲတာသွားလဲပြန်လာတဲ့အချိန်မှာ 哦，三那要加排他的，排他比较变老的，变老变比较嘛，都天天的变老了嘛，变没有家，爸妈变不心脑，变不心脑，啊，大的比较配合了，啊，哎哟，哪套鸡啊，把屁来是吧？And detained while crossing the border, David Valdez says all he could think about was being separated from his family. particularly his son with special needs. No tengo, no Valdez has lived in Southern California for decades, and his citizen son has petitioned for his residency. That gives Valdez protection from deportation and authorization to work as he waits for his green card. He was also granted permission to travel and headed to Mexico for a few days to visit his mother. When he returned in early March, he was detained at the border for 10 hours, then deported without a hearing. Eso, eso... It's unfair, he says. They know what they're doing and they still commit these injustices. Now they're emboldened and they want to deport or uh, deny entry to as many people as possible. Immigration. 啊，路易啊，你包名是吧？U.S. <coughs> 嘛，你开的，你比如都 travel 把那些业务啊，比阿拉哦，墨西哥多呗，多比较便宜嘞，喏，加一毛。 ပြန်လာပြအောင်ဆယ်နိုင်ကြုံကြတော့ထိန်းထားထိန်းထားပြီးတော့ပြန်မြို့မက္ကဆီကိုပြန်ပို့လိုက်နော်ဒီ immigration officer ပြောအခုအချိန် immigration ဒါက immigration lawyer နော် immigration ရှေ့ညာပြောတယ်အခုအချိန် immigration officer အရင်အရင်အတင်ရဲနေတယ်သူကဘလို့အတင်ရဲတည်တာသူကဟိုသူဒီပေါ်လို့ပို့ပြီးဆန္ဒပြင်ပြတယ်နော်တရားဝင်ဒီပေါ်လို့ဆန္ဒပို့ပြင်ပြအခု လက်ရှိတမနာထွထွမှာဆိုအရင်ကဆိုအဲ့လိုမဟုတ်အရင်ကဆိုရင်အာတရားမျှတစွာအေးဒီလူကဝင်တင်တာမဝင်တင်တာစစ်တယ်အခုကျတော့အေးလူတယောက်ဝင်လိုက်တာပို့ပြီးအပြစ်ကြီးတယ်ခံစားရတော့ကြောင်းလူလူတွေကိုဒီပေါ့လောက်ကလားအဲ့လောက်ဒီအရင်မကြီးရောက် เนาะဒီပေါ့လောက်อ่ะအရေးမကြီးစွာဒီပေါ့မှားပြီးလုံမိအောင်မအပြစ်အပေးမခံရဘူးသူယူဆရတဲ့ကြောင့်ပို့ပြီးအတင်ရဲလာအဲ့လိုစိတ်ထဲမှာဖြစ်သွားဘာလို့ဒီတမနာဒီပေါ့ဒီပေါ့အမြဲပြောရမလား basic trauma အဲ့ရောသူစိတ်ထဲမှာဟုတ်ကဲ့ထုံးစံတမဝင်နှန်းစွာလာအေးဟုတ်ကဲ့ကိုကမတော်တဆလူတယောက်မှားပြီးပေးဝင်လာမိမယ်ဆိုရင်အပြစ်ကပိုကြီးပါမယ်ဒါပေမဲ့ကိုကမတော်တဆလူတယောက်မှားပြီးဒီပေါ့လောက်မှာဆိုရင်အပြစ်ကတိတ်မရှိတော့ဆိုရင်လူတပေါ်ပါပဲ နောက်တစ်မှာအလုံးမပြုတ်ချင်ဘူးဆိုရင်ဘာဘာဖြစ်မလဲအာဒီပေါ်မားလို့ရင်အပြစ်တိတ်မကြီးနိုင်ဘူးဆိုတော့ဒီပေါ်ပို့ပြီးတော့လုပ်ဖို့စမ်းစာပူပြင်းပြသွားတာမဟုတ်တယ်မလားအဲ့ဒါကို immigration officer အာ lawyer ဒီရှေ့နေမှာပြောပြအခု immigration officer ပို့ပြီးအတင်းရဲလာဒီပေါ်လုံးတို့ working on Valdez's green card. She says Customs and Border Protection charged him as an aggravated felon, even though he has no convictions. They then sent him to a shelter in Tijuana. CBP and ICE is not very transparent, so we don't really know why he was being charged. She emailed supervisors at the Otay Mesa Port of Entry, who then reversed course, letting him back into the U.S. two days after the saga began but they still don't have answers. I'm not sure if it's an error. I'm not sure if it's an abuse of power. They never gave us an explanation of why all this came up. She says her office is now fielding a lot of calls, questions from people who say they never had reason to worry before. So it could happen to anybody, right? Anybody that's a resident, anybody who has a non immigrant visa. I CBP ပေါ့နော် Custom Border Protection အာ officer တွေอ่ะเนาะ immigration officer တွေอ่ะအေးသူ့ကို charge လုပ်ခြင်းเนาะ aggravated felony ဆိုပြီး charge လုပ်ခြင်းဘာဒါပေမဲ့အပြစ်ကမကြအောင်เนาะအပြစ်ကမကြဘာကြောင့် charge လုပ်လဲမပြောဘူးเนาะအမှန်ကတော့ဟိုဘာ reason မှမရှိဘူး reason မရှိမဲ့ charge လုပ်ပြီးသူ့ပြန်ပို့ခြင်းဆိုသူကပြောတယ်เนาะ green card တရားဝင်ရထားတာ စောစောက immigration lawyer ရှေ့နေမှာရုံးရတယ်အများအများ call တွေအများကြီးလာအဲ့လိုမျိုးမတရားအပုခံသူတွေအများကြီးရှိရတော့ကြောင့်เนาะအခုတော့သူပြန်ရောက်လာပြီဒါပေမဲ့ဆယ်နှစ်ယောက်ကြာတယ်ပြန်ပို့ခံရတယ်ပတ်စံရေးကုန်တော့ပေါ့အများကြီးဒုက္ခရောက်ပါဘောဟုတ်တယ်မှာအဲ့ရောဘာလေးတတိထားဖို့လိုတယ်เนาะ green card holder b deported green card holder deport လောက်ခံရနိုင်တာ green card holder က strong legal immigration protection ရှိရเนาะ deportation လုပ်လာမှာဆိုရင် immigration judge လိုအပ်တယ်ဒီတိုင်းပို့ချင်တော့ပို့ချင်တယ်မရဘူးเนาะဒါပေမဲ့တခုတတိထားမှာလား immigration က nationality app မှာရှိတယ်အစိုးရကဒီလူက green card holder လား terrorist activity เนาะအကြမ်းဖက်တမဖြစ်နေတယ်လို့ထင်တယ်ဆိုရင်ဘာမှ immigration judge တရားသူကြီးရှေ့မှာတင်ပြစံမှုဒီတန်းတန်ပို့ရတယ် တန်းပူရနော်အဲ့အဲ့အအရန်ကြောက်ဖို့ကောင်းအဲ့တော့ तू စိတ်ထဲမှာထင်တတ်ပြီဆိုတာနဲ့အေးဘာမှတရားသူကြီးတရားရုံးကိုတွားစရာမလိုအပူရအဲ့တခုတော့တတိထားရမယ်နော်ထုံးစံဆိုရောတရားသူကြီးကဆုံးဖြတ်ပြီးတော့မှဒီပေါ်ဒီရှင်းလုပ်ရ Green Card Holder ရရိုးရိုးတာမန်ထဲတော့ပို့ပြီးတော့ဟိုဟာတရားဥပဒေကကာကွယ်ပေးထားတယ်ဒါပေမဲ့အဲ့လိုမျိုး terrorist activity ဖြစ်နေတယ်ဆိုရင် เนาะလုံးဝတရားသူကြီးစင်မှာတွားပြီးတော့ပြောเสียမလိုဘဲねဒီပေါ်လို့ရပါတယ်အဲ့ဒါသတိထားပါเนาะအဲ့ဒီတော့ဘာတွေအဓိကလုပ်ရမလဲမြန်မာတိုင်းမြန်မာတိုင်းအထူးသတိထားလုံးဆောင်မှာအချက်၅ချက်ပြောမယ် Do not sign immigration form I407 မြန်မာပြည်က green card တိုင်ထားသူတွေ I407 ဘယ်တော့မှ sign မလုပ်ပါနဲ့အခု USA ကိုပြန်ဝင်လာတဲ့အချိန်မှာเนาะ immigration officer တွေက ဝင်းကတ်ကို give up လုပ်ပါဒါ i'm force you seven ပါတယ်ကိုကစိတ်ပါလဲပါနဲ့ဝင်းကတ်ကိုစွန့်လွန်ပါတယ်ဆိုရဖောင်းပါနော်အဲ့တော့သူအမျိုးပြောနေမှာဘလို့ပဲပြပြဘလို့ပဲချင်းချောက်ချင်းချောက်ဘလို့ဘလောက်ပဲကြကြဖန်တာဖန်တာအဲ့ iPhone ကိုစိုင်းမလို့ပါနဲ့အဲ့စိုင်းလို့မယ်ဆိုဘာရှိနေမှာငှားပြီးတော့လုံးမရတော့နော်ဒါကိုယ်တိုင်စိတ်ပါလက်ပါနဲ့စိုင်းထိုးတာတော့ကြောင့်ဘယ်ရှိနေဘယ်တရားသူကြီးမှကဲလို့မရတော့အဲအကြောင်း เนาะ green card ကန်လာတဲ့လူတွေမြန်မာတွေဘယ်တော့မှ i407 ကိုစိုက်မလို့မှာတဲ့ number 4 USA ကိုအမြန်ဆုံးပြန်လာမှာ student visa ရှိတဲ့လူပဲဖြစ်စေဘာ visa ရှိမလာတဲ့လူဆိုရင်မြင်မြန်လာဒီနေ့ visa ရဆိုရင်ဒီနေ့မလာလာဒါမှမနှက်ပြန်လာချက်ချင်းလာเนาะအာဘာလို့ဆိုတော့ဒီ passport ကန်လာတဲ့လူတွေအားလို့ပြောပါပါเนาะအခုကမြန်မာတွေကိုပြောတော့ကြမြန်မာ passport ကန်လာဆိုရင်เนาะ Trump's travel ban မစခင်မြန်မြန်ပြန်လာပါဒါနံပါတ်4เนาะ US မှာမနေထွက်เสียမလို့လုံးဝမထွက်နဲ့ green card ဟိုတိုင်းเนาะအာ US season ဖြစ်သွားမှဆိုရင်ရောစိတ်ပူစရာမလို့ဒါပဲ green card ဟိုတာမြန်မာ passport ခံထားလို့ရောစိတ်ပူစရာလိုပါတယ်နံပါတ်3 do not visit enemy and countries of the US เนาะပို့ပြီးစိတ်ချအောင်အပြင်သွားထွက်ရမှာနေရမှာ US ရဲ့ရန်တူနိုင်ငံတွေသွားပြီးမလဲနဲ့ နော်ရန်သူနိုင်ငံရဲ့ဘာလို့လဲဆိုတော့တိပါတလားဘယ်နိုင်ငံရဲ့တိပါတလားတိရဆိုကုန်းမမှာရေးတာပါတိကျင်ဆိုရင်ကုန်းမမှာရေးတာပါတိလိုက်သူကဖြည့်ပေးပါနေမယ်နော်အာအရင်အကြီးပါနံပါတ်3နံပါတ်2မိမစေစားထားတဲ့လူယောက်ျားစေစားထားယောက်ျားရှိရဆိုရင် US ကိုမြန်မြန်ခေါ်နော်မိမဖြစ်ဖြစ်ယောက်ျားဖြစ်ဖြစ်မြန်မြန်ခေါ်အမျိုးရှိရဆိုမိမခေါ်ခြင်းမြန်မြန်ခေါ်နော်မောင်နှမ ညီကိုရှိရဆိုရင်ခေါ်လို့ရဗီဇာရပြီဆိုတာမြန်မြန်ခေါ်ဖို့အရန်အရန်အရေးကြီးပါတယ်။မိသားစုရဲ့မတိတော့ဘန်းလုံးမှာအရင်က2017 17ရောက်လာတယ်။ Trump လမ်းမှာဆို first time မှာအဲ့လိုပဲအကုန်ဘန်းလုံးတယ်။ diversity visa နဲ့မကြမီဖြတ်သိမ်းတော့မကြတဲ့အဲ့ရော diversity visa ရထားသူမြန်မြန်ဝင်လာအမေမဝင်တော့အရင်အရင်အရေးကြီးရေနော်အာအဲ့ဒါကြောင့်ဒီဗီဒီယိုလို share တိုက်ကိုယ့် time နဲ့မှာတည်အောင်နော်လူတော်တော်များများ visa ရပြီးသွားပြီဖြစ်ပါလိမ့်မယ်ဒါပေမဲ့သူဒီဒီ ဘူးတွေ့တော့မရှိဘူးဆိုရင်ဒုက္ခရောက်နေမယ်အဲကြောင့်ကိုယ့်ရဲ့ timeline မှာ Facebook မှာ share ထားတာပါနော်ဟေးနံပါတ်၁ကအရင်အရေးကြီးနံပါတ်၁က learn high income financial freedom time freedom location freedom space to live anywhere in the world နော်ပတ်စံများများရနိုင်တဲ့ financial freedom time freedom ပတ်စံလွတ်လပ်ခွင့်အချိန်လွတ်လပ်ခွင့်ပြီးပါရင်နေရာကြိုက်တဲ့နေရာမှာနေနိုင်တဲ့ ညာတင်ထားဖို့တော့အရန်အရန်အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့အေး US မှာလုံးလုံးနေတယ်ကိုက green card ရှိရဲအကြောင်းအကြောင်းကြောင့် US ကိုပြန်ဝင်လောက်မရအောင်ဆိုရင်ပတ်ဆက်ရှာနိုင် အရေးကြီးရှိရဆိုရင်အဲ့လောက်ဒီကိုဘွားဘာမှကြောက်စရာမလိုတော့နော် immigration ရှေ့နေခါဖို့ဆိုရင်ပတ်ဆက်နူအပ်ရဆိုရင်ဒီပညာတွေတတ်တာဆိုရင် immigration ရှေ့နေခါအောင်ရတယ်ဘာမှကြောက်စရာမလိုနော်ပြီးပါရင် USA မှာနေမယ်နော်ကြောင်းတက်တာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဘာပဲဖြစ်နေပါစေပတ်စံမရှိသေးတဲ့အဲအလုံးမလုံးသေးတဲ့ဒီစီးပွားရေးပညာတက်တာမဆိုရင်အရန်အဆင်ပြေတယ်နော်အကယ်၍ရာကိုယ့်ရဲ့ရည်စားချစ်တူဟာတခြားနိုင်ငံမှာရှိနေဆိုရင်ကိုက US citizen ဖြစ်နေဆိုရင်အဲ့ပညာတက်တာမဆိုရင်သူ့စီသွားလဲလို့ရနော် US မှာနေစရာမလိုဘူးအကယ်၍ US မှာ ဟိုခေါ်လို့မရတော့ဆိုဘယ်လိုလုပ်မလဲသူစီမှာတောင်းနေပေါ့ဟုတ်တယ်မှာတခြားနိုင်ငံတောင်းနေမလေးရှားစင်ကာပူသူဘယ်မှာရှိရကိုရီးယားမှာရှိတာထိုင်းနိုင်ငံမှာရှိတာတောင်းနေလိုက်တောင်းနေပြီးတော့မှဒီဥပဒေပြန်ပြောင်းတော့မှပြန်လာလဲရတယ်နော်အဲ့ဒီကြောင့်အဲ့ပညာတင်ကျင်ဆိုရင်တကယ်တင်ပြီးပြီးတော့တက်မြောက်ကျွမ်းကျင်သွားလဲဆိုရင်စဉ်းစားကြည့်လိုက်ဒါဆေးရဆိုရင်6လထဲနဲ့ပတ်စံ2ဆရ2ဆ3000 8000ကနေပြီးတော့3600 6000 2ဆကျော်ညာအဲ့ပညာတတ်တာမဆိုရင် ဘာဒုက္ခမဆိုတိတ်တိတ်လေးဖြစ်သွားဒုက္ခအများစု99%ဒုက္ခကပပျောက်သွားပါတယ်အဲ့ဒါဘာပညာနေလဲ stop investing call option put option advance option ဒီလေးမျိုးဟိုเนาะဖြစ်နေမှာဆိုရင်နှစ်လသုံးလအတွင်းမှာပြီးအောင်တက်ပါเนาะတက်ပြီးွားရဆိုရင် day trading moment set တော့တက်မှာဆိုရင်ပညာပို့ပြီးစုံသွားပါပြီဆရာစီမှာအောင်မြင်သွားတဲ့ကျောင်းသားကျောင်းသူအများစုကတစ်လနှစ်လထဲနဲ့ပြီးအောင်တက်တာများပါတယ် တင်တဲ့တစ်ချက်ဆိုရင် link မျိုး description ကိုမှာပေးထားပါတယ်။ question ရှိပါလားရှိရဆိုရင် question description နဲ့ပုံမှန်အမှရေးထားပါ။ဆက်သွင်းခြင်းဆိုရင်ပုံမှန်အမှရေးထားရပါတယ်။အာ share လုပ်ထားပါ subscribe လုပ်ထားပါ။အားလုံး see you in the next video. bye bye.